မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကို တင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနည်းနဲ့စစ်ကောင်စီရဲ့ကကထုံရရှိချုပ်ပါ၃ဦးနဲ့ကမ္ဘာ့ဆမှု28ဦးလို့ကိုအရေးယူနိုင်ဖို့မိဖက်ဖွဲ့စည်းများနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့တမန် Institute ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးရရှိချုပ်ယုံကကထုတ်ရင်ရရှိချုပ်ပါ၃ဦးနဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံမှုကမ္ဘာ့ဆမှု28ဦးကိုအရေးယူနိုင်ဖို့ မိဖက်ဖွဲ့စည်းများနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းဓမ္မဖွံ့ဖြိုးရေးအင်စတီကျူထံမှသိရပါရတယ်။အဲဒီသူတွေက2019ခုနှစ်ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့အာဏာသိမ်းပြီးနောက်စစ်ကောင်စီကျူးလွန်လျက်ရှိတဲ့အကြမ်းဖက်မှုနိုင်ငံတကာရာဇဝတ်မှုတွေကိုအပိကူညီနေပြီးကြည်စံပုံဒုံးကြီးပါဝင်အစားရှိတဲ့ဆက်လက်ပစ္စည်းများကိုထုတ်လုပ်ပေးနေကြောင်းသိရပါရတယ်။ အဲ့ဒီအတွက်သက်ဆိုင်ရာဖွင့်စည်းမှုကိုတီးကြခိုင်ပါတယ်အချက်လက်တွေပြပို့သွားဖို့ရှိပါတယ်တန်ခတ်ပိတ်ဆို့မှုတွေချမှတ်နိုင်ဖို့ကိုမိဘဖွင့်စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဓမ္မဖွံ့ဖြိုးရေး Institute ရဲ့သူတည်တနာဒါရိုက်တာမမေဓမ္မကသတင်းဌာနကိုပြောပါတယ်စစ်ကောင်စီရဲ့ပြည်တွင်းလက်နက်ထုတ်လုပ်ရေးကဏ္ဍကိုကာကွယ်ဦးစီးချုပ်ယုံကြည်လက်အောက်ရှိကာကွယ်ပစ္စည်းထုတ်လုပ်ရေးရရှိချုပ်ယုံကကထုတ်ကဦးဆောင်ပြီးလက်အောက်ခံကာကွယ်ပစ္စည်းထုတ်လုပ်ရေးဆိုင်ရုံကပါစာတွေကအဓိကထုတ်လုပ်ပြီးနေကြောင်းသိရပါတယ်လက်ရှိကကထုတ်ရေးရရှိချုပ်ကဒုတိယပို့ချုပ်ကြီးကံမြင့်တန်းဖြစ်ပြီး ေး၎င်းနဲ့အတူဒုတိယကကထုံရာရှိချုပ်တွေဖြစ်တဲ့ပိုချုပ်ကိုကိုလင်းနဲ့ပိုချုပ်မျိုးအောင်ပါဝင်ကပ္ပစဆက်ယုံ25ယုံရှိဆက်ယုံမှုတွေရဲ့အမည်စင်းတွေကိုလည်းတမဖွံ့ဖြိုးရေး Institute ကမေလ30ရက်မှာစီရင်ခန်းစာထုတ်ပြန်ထားပါတယ်။မကွေးအခြေဆိုင်မူဝါဒရင်းရာဒုတိယတနာဖွဲ့တစ်ခုဖြစ်တဲ့တမဖွံ့ဖြိုးရေး Institute ရဲ့တနက်များနောက်ွယ်မှာသွေးစွန်းလက်များမြန်မာစစ်တပ်ရဲ့လက်နက်ထုတ်လုပ်သူများကိုဖောက်ထုတ်ခြင်းစီရင်ခန်းစာရာကပ္ပစဆက်ယုံမှုချုပ်ကစစ်ကောင်စီတပ်နေမှုတွေဖြစ်တာဝန်ယူထားကြောင်းသိရပါတယ်။ဒါအပြင်ကပ္ပစဆက်ယုံမှုများလက်အောက်ခံ န်ရရှိချိုကစစ်ကောင်စီရဲ့ခရိုင်နယ်မြို့နယ်အုပ်ချုပ်ရေးကောင်စီမှအဖွဲ့ဝင်တင်ဖြစ်လဲတာဝန်ယူထားပြီးဆက်လက်နဲ့ထုတ်လုပ်ရေးမှာပါဝင်နေတဲ့စစ်အင်ဂျင်နီယာတွေကိုစစ်ကောင်စာပို့ချုပ်မှုကြီးမြောင်းလိုင်းကအကုန်တူးဆောင်ပွဲတစ်စိတ်များ PM မြောက်စားထားကြောင်းသိရပါတယ်။ ကကထုတ်နဲ့ကကထုတ်ကိုတန်ခတ်ရင်းယူပိတ်ဆို့မှုတွေရှိပေမဲ့မြေပြင်မှာဆေးအုပ်စုကျွလွန်နဲ့ရက်ဆက်တန်ကြုံမှုတွေကိုကုညီအားပေးနေပြီးအကြံဖက်ရန်ရားတွေမှာပါဝင်နေတဲ့ကမ္ဘာ့ဆက်ဆက်ရုံမှုတွေကိုလည်းအရေးယူပိတ်ဆို့မှုတွေလုပ်ဖို့လိုအပ်နေပါသေးတယ်လို့သူတေသနာဒါရိုက်တာမမ်မီတမာကဆိုပါတယ်။လက်ရှိမှာရိုဟင်ဂျာမျိုးပေါ်လူမျိုးတုံးတပ်ဖြတ်မှုအပါဝင်စစ်ကောင်စီရဲ့အကြံဖက်မှုတွေအတွက်အသုံးပြုတဲ့စစ်လက်နက်များထုတ်လုပ်ပြီးနေတဲ့အခမ်းကဏ္ဍမှာပါဝင်နေတာကြောင့်ကကထုတ်ရုံနဲ့အရာရှိချုပ်တို့ကိုကနေဒါအမေရိကန်နဲ့ UK နိုင်ငံတို့ကတန်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားကြောင်းသိရပါတယ်။ ်ဒါပေမဲ့စစ်ကောင်စီရဲ့နိုင်ငံတကာရာဇဝမှုတွေကျူးလွန်ရမှာအပိတ်ကူညီနေတဲ့လက်နက်ခံရန်ထုတ်လုပ်သူတွေကိုတော့သိရှိသူနဲ့ပါလာပြီးဒီအခြေအနေတွေကြောင့်ဥရောပသမ္မတကဩစတြေးလျနဲ့နိုင်ငံတကာအစိုးရများအနေနဲ့တံခတ်ပိတ်ဆို့မှုတွေချမှတ်ပေးဖို့တမဖွံ့ဖြိုးရေးအင်စတီကျူကတောင်းဆိုလိုက်ပါတယ်။ဒါပြင်မျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်းတမဖွံ့ဖြိုးရေးအင်စတီကျူရဲ့တနက်တန်များနောက်ကွယ်မှာသွေးစွန်းလက်များမြန်မာစစ်တပ်ရဲ့လက်နက်ထုတ်လုပ်သူများကိုဖော်ထုတ်ခြင်းစင်ခန်းစာမှာဖော်ထုတ်ထားတဲ့ကကထုတ်ထိပ်ပိုင်းခေါင်းဆောင်များနဲ့ကပ္ပဆဆက်ယုံမှုတွေကိုအမည်ပြည့်စင်သွေ င်ကြီးညာဖို့တောင်းဆိုထားတယ်လို့သိရပါဗျ။ ဆက်လက်ပြီးမိုးပြေစစ်မျက်နှာကိုအားဆိုင်ကူညီပေးဖို့မိုးပြေ PDF တောင်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းကရင်နီနယ်စပ်မိုးပြေမြို့မှာစစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့တို့ကြားနေ့စဉ်ညီပါတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်မိုးပြေစစ်မျက်နှာကိုအားဆိုင်ကူညီပေးကြဖို့မိုးပြေ PDF အမှတ်1001တန်ရင်ကတောင်းဆိုလိုက်ပါတယ်။တော်လိုင်းတပ်ဖွဲ့တွေတနည်းကြော်ကြားထိန်းချုပ်ထားတဲ့မိုးပြေမြို့ကိုစစ်ကောင်စီဘက်ကပြန်လည်ရယူနိုင်ဖို့ PNO ပြည်သူ့စစ်တွေနဲ့ပေါင်းပြီး AB လကုံပိုင်းကစလို့တကြောပြန်စစ်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်နေရလို့ဆိုပါတယ် ်အခုလိုတိုက်ပွဲတွေပြင်းထန်နေချိန်မှာစစ်ကောင်စီဘက်ကမိုးပြင်းမြို့တွင်ကိုနေစင်နေများလက်နက်ကြီးတွေနဲ့ပြက်ခတ်တိုက်ခိုက်နေတာကြောင့်ဒေသနေပြည်သူတွေရဲ့နေအိမ်များပြမီးလောင်ပြီးပျက်စီးဆုံးရှုံးနေရလို့သိရပါတယ်။2024ခုနှစ်နိုဝင်ဘာလမှာပြန်လည်စတင်လာတဲ့တိုက်ပွဲတွေဟာ6လကျော်ကြာမြင့်နေပြီဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့တွေဘက်ကခဲယံတဲ့စစ်သုံးစိတ်တွေလိုအပ်နေတာကြောင့်မိုးပြင်းပြည်သူကကွယ်တက်လင်းနေပြည်ထိမ်မှတ်သက်3500အကူညီတောင်းခံခြင်းအစီအစဉ်ပြုလုပ်နေပြီးမြေပအဝင်ကူညီသူနေနေတာကြောင့်တနိုင်သူတွေပအဝင်ကူညီပေးကြဖို့ထပ်ပြီးနှိုး းစော်ထားတာဖြစ်ပါတယ်။မိုးပြင်းမျိုးစစ်မျက်နှာမှာတိုက်ပွဲဝင်နေကြတဲ့ကီနီမျိုးသားများကကွန်ရီတက် KNDF အပါအဝင်အထားတော်လိုင်းတပ်ဖွဲ့တွေကလည်းမိုးပြင်းမျိုးအတွက်ခင်းရဲနဲ့စစ်တုံးစိတ်တွေအားဖြည့်ကူညီပေးကြဖို့တိုက်တွန်းတောင်းဆိုထားတယ်လို့ဆိုပါတယ်။နောက်ထပ်တပုံးနေနဲ့မလေးရှားမှအဖွဲ့အစည်းတီကိုကွာလာလန်ပူတို့ဖိတ်ပြီးဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခအတွက်တည်ထက်ခံပြင်းတဲ့ငြိမ်းချမ်းကိုရရှိဖို့ဦးဆောင်ဦးရွယ်ပြုလာတဲ့သဘောနဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်မအဖွဲ့အစည်းတီကိုကွာလာလန်ပူကိုလာရောက်ဆွေးနွေးဖို့ပြီးခဲ့တဲ့လကပဲဖိတ်ခေါ်လာပြီး ဖြစ်တယ်လို့ထုတ်ပေါ်ပြောကြားလာခဲ့ပါတယ်။ စင်အောင်စုမတာဝန်ရှိသူများစစ်ဘက်ထောက်လိုင်းရရှိများကလည်းလွတ်ဖို့တိုက်တွန်းကြောင်း၎င်းရဲ့ရှန်ဂရီလာတိုင်ယလော့မင်ကွန်မှာထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။မြည်တီဖွဲ့များကိုဖိတ်ခေါ်ထားတဲ့ဆိုတာကိုတော့မလေးရှားအစိုးရသတင်းဌာနပါနမမှာဖော်ပြထားခြင်းမရှိသေးတာကိုတွေ့ရပါတယ်။မင်းရောင်လိုင်းရဲ့ရွှေကောက်ပွဲနဲ့ပတ်သက်ပြီးမင်းမျက်နှာတွေကိုဖြေးချရမှာမြန်မာမှာအရေးကြီးဆုံးဦးစားပေးလောက်မှာကငြိမ်းချမ်းရေးလုံခြုံမှုရှိရေးနဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီများပေးနိုင်ရလို့ဖြစ်တယ်လို့ဆိုပါတယ်။တကယ်လို့ရွှေကောက်ပွဲကတရားမျှတမှုရှိပြီးမြည်သူကောင်မှဖဲထုတ်ထား ချက်မရှိဘဲအလုံးပါဝင်ခွင့်ရမယ်ဆိုရင်အပြစ်အနာစာရှိရဲဆိုရင်တောင်လက်ခံနိုင်စရာရှိရဲလို့ပြောသွားခဲ့ပါတယ်ဒါကပဲ၎င်းပြောတဲ့အချက်များမရှိကမင်းရောင်လိုင်းရဲ့ရွှေကောက်ပွဲနဲ့ပတ်သက်ပြီးအာဆီယံရဲ့မူဝါဒပိုင်းဘာမှထူးထူးခြားခြားပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတာကို အတိပေးလိုက်တာဖြစ်ပါတယ်အာဆီယံထိပ်သီးအစည်းအဝေးအပြီးမှာအာဆီယံနဲ့အထူးသဖြင့်အန်ဝါဣဗရာဟင်အပေါ်ဝေဖန်မှုတွေမြင့်တက်လာခဲ့တယ်အာဆီယံရဲ့မလုံမရှက်နဲ့ကိုလိုရာဆွဲတွေးနေမှုတွေကြောင့်မြမအကြီးမှဖိရောက်သွားပြီးအခြားနိုင်ငံတွေကတက်တက်ကြွကြွနဲ့စေအုပ်စုအကျိုးရှိရာရှိကြ ဝင်ရောက်ဆက်ဖက်နေရလို့ဆိုပါရယ်အန်ဝါကတပရင်းမြို့နယ်အတွင်းရှိကျေးရွာစာတင်ကျောင်းကိုပုံချဲတိုက်ခိုက်ပြီးရနောက်မှာပဲသီတာထင်ရှားတဲ့တိုးတက်မှုတွေရှိလာပြီလို့ပြောဆိုခဲ့တာဖြစ်ပါရယ်မြမအရေးကိုဖြည့်ရှင်ဖို့တာဝန်ရှိသူတွေကစုခင်းလန်းကိုပန်းမှုရလာပြောဆိုနေခြင်းကပဲ၎င်းဥဆောင်မှုအပေါ်မှန်တကယ်ဖြစ်ပျက်နေမှုတွေနဲ့စိုးရိမ်ပွင့်ရာကောင်းလောင်ကင်းကွာနေတာပဲဖြစ်ပါရယ်ဒါအပြင်စေအုပ်စုရဲ့ apologetic ကကွယ်ပြောဆိုနေရလို့လက်ခံထားတဲ့တာဆင်နဲ့ဟွန်ဆန်တို့ကလည်းအာဆီယံကြီးရအလွတ်တဘောအကြံပေးများဖြစ်အတုံးပြူနေပြန်ပါရယ် ချောင်းလာကျော်လာခဲ့ပြီဖြစ်တော့လေအန်ဝါဖိုးဆောင်ရဲ့ပုံမှန်သားရှိရဲ့အဖြစ်ခန့်ရစိုင်းကလွဲပြီးဘာတကူမှမမင်းရထုတ်ပြနိုင်ခဲ့ခြင်းမရှိခင်မင်းရောင်နိုင်နေတော့ကိုတိုင်ကိုကြစကားပြောပြီးဖြစ်ပါလိမ့်ရဲ့ဘာမှမဖြစ်လာပေ၎င်းပြောသည်မြခေါင်းညိနေရတဲ့နောက်လိုက်နောက်ပါတွေကိုကွာလန်လန်ဘူးကိုဖိတ်ခေါ်တော့လေပြီးတို့များအကြောင်းထူပါပြီမြင်နီအားလုံးမျော်လင့်ထားတဲ့အန်ဝါကရှားလာတဲ့အခွင့်အရေးကိုလက်လွတ်ခရသူဖြစ်ဝေဖန်ခံရပြီး၎င်းလုတ်ပြီးနိုင်တာတခုကောင်းလာခြင်းပဲဖြစ်ပါတယ်စိတ်ဖောက်ပြန်မှု incentive ဆိုတဲ့အတိတ်ပဲကအရှာတကူတဲ့ကိုထက်ခါတလဲလဲလုံနေရင်ကွဲပြားတဲ့ရလဒ်များထွက်ပေါ်လာမယ်လို့မျှော်လင့်ခြင်းပဲလို့ရေးသားလာပါတယ်ဒီလိုထက်တလဲလဲမလုံချင်မဲလုံချင်ရလုံနေကြတဲ့စစ်ဘုတ်ချုပ်စုသူတွေကိုရောဘလို့ကင်မွန်တက်ရပါမလဲ အိန္ဒိယနိုင်ငံတွေကကုန်သွယ်ရေးစစ်ပွဲကြီးဖြစ်လာနေလို့၎င်းတို့နိုင်ငံအရှိန်မပြတ်ဖွံ့ဖြိုးတိုးတက်အောင်ညီတို့လုံရမည်နီးမှုအစီဟံများချမှတ်ပြီးရုံးကန်နေကြချိန်မှာမြန်မာစစ်ဘုတ်ချုပ်တွေက၎င်းတို့ဝင်ငွေရရရကြောင်းကုန်စည်များပို့ဆောင်တင်သွင်းမှုကိုတရားမဝင်ပစ္စည်းများဖြစ်ဖန်စီပြီးလေးလံတင်ရောက်ချဖို့ကြံစီနေတဲ့အတွေးခေါ်မျိုးသာရှိနေစေဖြစ်ပါတယ်အာနာတာတနက်ပြပြီးအလွယ်တကူတင်လိုက်ကြတော့လဲတိုင်းပြည်စည်းပွားတိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာခေါင်းထဲမရှိကြရှိပြန်လဲမလုပ်တတ်တဲ့အပြင်အခုရှိပြီးသားတွေကိုတော့မှဖြိုဖျက်ပစ်ခဲ့ပါတယ်ဘုတ်ချုပ်ကြီး ဘူချုပ်လက်ဘူချုပ်ပေါင်းစာဘူချုပ်ဟောင်းနေကိုပါမကြမ်းမင်းအောင်လိုင်အာနာသိန်းနာကိုမထောက်ခံသူဟုသောမရှိအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အောက်မှအနီအစားကျလာလို့လည်းဖြစ်တယ်မင်းအောင်လိုင်ကိုယ်တိုင်ပင်၎င်းရင်မိသားစုရေးစိုးရင်ကြောင်းကြလာပြီးဩစာတန်ရောက်မှုလည်းရှိတော့မှာမဟုတ်လို့အလွယ်ကလေးလုံလိုက်ချင်တာဖြစ်ပါတယ်အခုမင်းအောင်လိုင်ကို ကွယ်ရာမှာပြစ်တင်ပြောဆိုနေတာကအာဏာသိမ်းခဲ့လို့မဟုတ်စစ်ကိုနိုင်အောင်လည်းတိုက်နိုင်တဲ့အခြေချင်းမရှိတာကြောင့်ပဲဖြစ်ပါတယ်။အခုတက်မမှုအစင်အောင်ထွက်တိုက်နေရတဲ့ဒီအခြေအနေဆိုးဝါးနေပြီဖြစ်ပါတယ်။အဖမ်းခံရသူခံရလက်နက်ချသူချတည်သူတည်ဖြစ်ကုန်ကြပါတယ်။၎င်းတို့အဖို့ကပဲရခိုင်လက်စွဲကလေးများဆွဲကလွတ်တော်ခံမာတိုက်နေရတဲ့အဖြစ်ကိုလွှမ်းစွနေကြတော့မှဖြစ်တယ်လို့ရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။